ကရင်ပြည်နယ်ဖားပုံမြို့နယ်မှာတိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်ရဲ့လေးကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူနှုတ်ဦးသေဆုံးခဲ့ပြီးနေအိမ်လေးလုံးပျက်စီးခဲ့တယ်လို့ကရင်မျိုးသားစီယုံခရညူဘိုးကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ပြီးခဲ့တဲ့ဧပြီလ၈ရက်နေ့ညနေ9နာရီခွဲအချိန်ခန့်မှာဂျက်ဖိုက်တာတိုက်လေရင်နဲ့ဘလဲဝေါ်ကျေးရွာနဲ့ထူးသဲကယူကျေးရွာတို့ကိုဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာပါ။ ။ဘုံကျဲခံရတာကြောင့်ဗလဲဝကျေးရွာနေစောပါနာမူစောဒေးစီတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစောကာနေမူစောပါနာမူနဲ့စောသောနီတို့ရဲ့နေအိမ်သုံးလုံးပျက်စီးခဲ့ကာ ထီသဲကယူကျေးရွာမှာလည်းနော်ကြာဟဲနေအိမ်ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီရဲ့လေဆောင်တိုက်ခိုက်မှုကြောင့်ဗလဲဝေါ်ကျေးရွာနဲ့ထီသဲကယူကျေးရွာအတွင်းဒေသခံတို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးစိုးရိမ်ကြောက်လန့်နေကြရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာငလင်ဘေးကြောင့်ယာယီအပြည့်ရဲ့ကာလာကြီးညာထားပေမဲ့တိုင်းနယ်ပြည်နယ်တွေမှာနေစဉ်လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေရလို့နိုင်ငံရေးကျင်းသားများကကြေညာဆောင်ရှောက်ရေးတဲ့ AAPP ကဧပြီလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။